နံပါတ်1ဗုဒ္ဓဘာသာအမြတ်တို့ဆင်းရခြင်းအကြောင်းကတော့တံပါရံ၄ပါးချွ့ရင်းလို့ပါချွ့ရင်းတာတံပါရံ၄ပါးချွ့ရင်းတယ်ဗုဒ္ဓဟောကြားတဲ့ကြီးဝါကြောင့်တရားအင်္ဂါ၄ချက်ကိုတံပါရံ၄ပါးလို့ခေါ်တယ်မြန်မာလိုဆိုရင်ပြည့်စုံရမယ့်အင်္ဂါ၄ပါးဒီ၄ပါးနဲ့ပြည့်စုံရင်ဇီဝဥစ္စာတွေပေါများကြီးဝါလိမ့်မယ်တဲ့နံပါတ်1ဥဋ္ဌာဏတံပါရံမြန်မာလိုဆိုရင် ထထကြွကြွလုံးလဝိရိယရှိရှိနဲ့စူပါဥစ္စာကိုရှာရတယ်။တမန်ငါရှင်ငါနဲ့မလုံးရဘူး။တချို့ကရည်ဝဲချက်ဘာမှမရှိဘူး။ဥစ္စာသာရှာတာ။ပြောရရင်ညမအများစုကချမ်းသာခြင်းနဲ့စိတ်အင်မတန်နည်းတယ်။ချမ်းသာခြင်းနဲ့စိတ်နည်းလို့ကိုအချမ်းသာတာ။သို့တော့ရည်ဝဲချက်ချင်းတော့ကြွားရမယ်။တခြားပုဂ္ဂိုလ်တွေချမ်းသာဖို့လှုပ်တာကတို့တို့အာယုံကံကိုခံစားဖို့ ဗုဒ္ဓဘာသာအများစုချမ်းသာကြိုးစားတာကလောကအတွက်စွန့်ဖို့တောင်းမှတ်တာပါအခုဒါနပြုတယ်ကိုယ်မရှိလှူလို့မရဘူးကိုယ်ရှိမှလှူလို့ရတယ်အဲ့တော့စီဝါရှာတယ်ဆိုတာလှူဖို့ရှာလောကအတွက်စွန့်ဖို့ရှာညာများရှာလို့ရညာများလှူရတယ်တောင်းမှတ်ပါအဲ့တော့ဥဋ္ဌာဏတံပရာယဥစဉ်ကဟိုဘာဝနာလေးချက်ကိုထည့်ပြီးတော့ပြောချင်တယ်ပေါ့အလို့တခုအောင်မြင်ဖို့အတွက်ဒီနေ့ကိုသုံးရင်အာမခံပါတယ်ဘယ်လုံးမှ တောင်းမြင်ဆိုတာမရှိပါဘူးဘာဝနာ၄ချက်ဒါဒီ၄ချက်နဲ့ညီလို့အလောင်းတော်များဟာဘုရားတည်ဖြစ်သွားတာပါတကယ်ဒီ၄ချက်ဟာတမ္မာတံဘုရားဘုရားရှင်တော် ဖြစ်စေမှတော့ကျမ်းနဲ့တမ္မာငါရှန်ကကိစ္စပြောမနေနဲ့အေကံမို့ချဖြစ်တယ်အဲ့ဘာဝနာလေးချက်ကပါတယ်နံပါတ်1စိရကာလဘာဝနာတဲ့အလုံးကိုလှုပ်ရင်အကြာကြီးလှုပ်ဟိုလှုပ်လို့လိုက်ပြောင်းလိုက် ဒီလိုလိုလောက်ပြန်လို့ဘယ်တော့မှမအောင်မြင်ဘူးနံပါတ်2နိဒဝသေတဘာဝနာအစွမ်းကုန်လို့ဝိဇိတန်ကြီးလည်းမလုံးနဲ့ဝီရိယအညာအကုန်ထုတ်ပြီးတော့လောက်ရတယ်နောက်နိဒန္ဒရဘာဝနာမပြတ်လို့ခဏလေးလိုက်အနေဖြင့်ကနားလည်းအဲ့လိုမလောက်အောင်မပြတ်လောက်အောင်ကိုလုံးကပေါ်ဘလို့လုံးရင်ဘလို့တိုးတက်မလဲမျက်စိဖွင့်နားစွန့် မိမိစုပိုင်းပတ်သက်တဲ့စာအုပ်တွေဖတ်သိအရေးကြီးတာနောက်တက္ကစဘာဝနာမိမိလို့ပေါ်ယူသေးသေးလေးလေးသာလှုပ်ရတယ်ဘာလှုပ်ပဲလှုပ်လို့ယူသေးသေးတော့လေးတော့သာလှုပ်ရင်အဲ့ဒီလောကကိုမြင့်တဲ့နေရာပို့ပေးတယ်အဲ့တော့ဒီချက်ကိုတော့လူငယ်များအတွက်လက်တွေ့တခုပြောပါမယ်မိမိလို့ပေါ်ယူသေးလေးသာလှုပ်ဖို့နောက်ဦးစင်းနောက်တစ်ချက်ပေါ်အဲ့ဒီချက်လည်းပေါင်းတစ်ခါတည်းပြလိုက်တာပေါ့လေအဲ့ဒါကဘာလဲဆိုလို့ရှိရင် မြန်မာအများစုဗောဓဘာသာအများစုမကြီးဝါချင်းရဲ့တတိယ